မိတ်ဆွေများအလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဇွန်လတလတာအတွက်ကျွန်တော်မိတ်ဆွေများခုနှစ်သားလေးမိများအတွက်တလတာယူတော်မင်္ဂလာရတဲ့အလက်ဆောင်ဟောပြောပေးတော်မှာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာဇွန်လတလတာအတွင်းမှာကျွန်တော်မိတ်ဆွေတွေအနေနဲ့ငွေကန်ကောင်းခြင်းကျွန်တော်တို့ဘာတွေလုပ်ရမလဲအဲဘာတွေယူရမလဲအဲ့လိုမျိုးပဲကျွန်တော်တို့အလုပ်ကိစ္စတွေအောင်မြင်ခြင်းနဲ့ဆိုရင်ကျွန်တော်ဘာတွေလုပ်ရမလဲအဲဘာတွေယူရမလဲပေါ့နော်နောက်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင် ကျွန်တော်တို့ဘာတွေလုပ်အောင်လဲဘာတွေလုပ်အောင်လဲအခြေအနေအရအဆင်ပြေခြင်းလဲဆိုရင်ကျွန်တော်တို့ဘာတွေလုပ်အောင်လဲအဲဘာတွေလုပ်အောင်လဲဆိုတာလေးကိုပြောပြပေးသွားပါမယ်အဲ့လိုမျိုးပဲဒီဇွန်လတလတာအတွင်းမှာပဲကိုယ့်အတွက်ကံကောင်းစေတဲ့အဆောင်အားဘာလေးဆောင်ထားရင်ကိုယ့်ရဲ့ဒီတလတာအတွင်းမှာကံကောင်းစေမယ်ဆိုတာလေးကိုလည်းဟောပြောပေးသွားမှာဖြစ်ပါတယ်အခုဇွန်လတလတာအတွက်ခုနှစ်သားလေးမိနစ်တွေအတွက်တလတာယူရောမင်္ဂလာရရလက်ဆောင်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဇွန်လတလတာအတွင်းမှာဒီဇွန်လတလတာအတွင်းမှာပဲတနင်္ဂနွေနေ့မျိုးဖောက်သူတွေဟာ ကျွန်တော်တို့ငွေကန်ကောင်းခြင်းလည်းဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ Sibling Dublin Sibling Dublin ပဲဖြစ်ဖြစ်ကျွန်တော်တို့ CW ပဲဖြစ်ဖြစ်ကိုနိုင်တို့ပြည့်အဲ့တော့ကိုယ့်ဘာဝင်းခြင်းမှာရှိတဲ့ကျွန်တော်တို့တက်ကြီးရွယ်ဦးတွေကိုလှူပြီးတော့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဆိုရင်ကျွန်တော်ငွေနဲ့ပတ်သက်ပြီးစိတ်ချမ်းသာရမယ်အဲကျွန်တော်ငွေကန်ကောင်းသွားမယ်တလားတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီဇွန်လတလားတာအတွင်းမှာပဲကျွန်တော်တနင်္ဂနွေနေ့ငွေဖောက်သူတွေရာအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်ခြင်းနဲ့အလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကိုယ့်အလုပ်ကရှေ့မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်အိမ်ရဲ့ရှေ့လမ်းပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော် အဲ့တော့ဘာလို့လဲဆိုတော့အဲ့အိမ်ရှိကိုယ့်အလို့ရှိရကျွန်တော်တို့လမ်းပေါ်အမြေကြီးဂျိုင်းတွေကိုကျွန်တော်တို့အုံငုံနေနဲ့ကျွန်တော်ဖို့ပြီးတော့ဟောလမ်းခင်းပြီးကျွန်တော်တို့ဆူတောင်းလိုက်တာလုံမယ်ဆိုရင်ဒီတလတာအတွင်းမှာကိုယ်အလို့လျှောက်ထားရဆိုရင်ကျွန်တော်တို့အလို့ရသွားမယ်ဒီတလတာအတွင်းမှာအလို့နဲ့ပတ်သက်ပြီးကျွန်တော်တို့စိတ်ချမ်းသာရသွားမယ်တလတာဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီတလတာအတွင်းမှာပဲဒီဇွန်လတလတာအတွင်းမှာပဲတနည်းနည်းနည်းဝေဖောက်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်ဘာတွေလုပ်ရလဲဆိုတော့ကျွန်တော်မလုံးရေပေါ့မလုံးရေပေါ်လို့ဈေးရပဲကျွန်တော်ဝယ်ဝယ်အဲကျွန်တော်ကိုဖောက်ကိုပဲလုံလို့မလုံးရေပေါ်ကိုကျွန်တော်တို့ကို မိတ်ဆွေတွေကိုယ့်အလို့ဆိုကိုယ့်အလို့ကမိတ်ဆွေတွေကိုယ့်ပါဝင်ချင်းဆိုကိုယ့်ပါဝင်ချင်းကမိတ်ဆွေတွေဒါမှမဟုတ်ကိုယ့်အဝေးကမိတ်ဆွေတွေကိုယ့်တဏှာမိတ်ဆွေတွေပဲဖြစ်ဖြစ်ကျွန်တော်တို့မလို့ရေးပေါ်ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်အဲဒီတလားတာအတွင်းမှာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်အနာနဲ့ဆေးတွေ့ရမယ်ကျွန်တော်ရှောင်းရှောင်းဖြစ်နေတာလေးတွေကျမ်းမာရေးဟိုမကောင်းတာလေးတွေဖြစ်နေဆိုရင်ဒီတလားတာအတွင်းမှာကံထောက်ပံ့ပြအောင်တော့မလို့ရေးပေါ်မိတ်ဆွေတွေကိုကျွေးလူပြီးဆူတောင်းလိုက်ပါခင်ဗျာ အဲ့တော့ဒီတလနာအတွင်းမှာပဲကျွန်တော်တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့အခြေအေးကိုယ့်ရဲ့အိမ်တော်ကြီးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဘာလို့ရလဲဆိုတော့ကျွန်တော်တရရရတရကျွန်တော်နမိတ်ကောင်းတဲ့အပင်အဖြစ်ရမယ်ကျွန်တော်တရရရတရမှာကိုချစ်သူဆိုရင်ကျွန်တော်ကိုချစ်သူရဲ့နာမည်ကိုရေးမယ်ကျွန်တော်ကိုအိမ်တော်ဘက်ဆိုရင်ကိုအိမ်တော်ဘက်ကနာမည်ကိုရေးပြီးတော့မေတ္တာပို့ဆုတောင်းလိုက်မယ်ဆိုရင်ဒီတလနာအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာဒီဇွန်လတလနာအတွင်းမှာအခြေအေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ဒီတလနာအတွင်းရဲ့ တနည်းကနေမြေမသူတွေအနေနဲ့ဒီဆွမ်းနာတလားလာတွင်ကံကောင်းစေတဲ့အဆောင်ပါလဲဆိုကျွန်တော်ရေတန်လေးတစ်ခုပဲရေတန်လေးကျွန်တော်အသေးလေးတစ်ခုပဲဖြစ်ဖြစ်ကိုရေချောင်းရှိတဲ့ကိစ္စရှိတဲ့ခါသွားတဲ့ခါလာတဲ့ခါအနေရရှိတဲ့နေရာကိုသွားတဲ့ခါမျိုးပဲဖြစ်ဖြစ်ရေတန်မှုလေးတစ်ခုပဲဆောင်သွားခြင်းအပြင်ဒီတလားလာတွင်မှာတနည်းကနေမြေမသူတွေအနေနဲ့ကျွန်တော်ကံအထောက်ပံ့ဖြစ်စေတဲ့အဆောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောခဲ့တာတနည်းကနေမြေမသူတွေအနေနဲ့တနင်္ဂနွေတာလမီများအတွက်ကျွန်တော်ဇွန်လတလတာအတွင်းကျွန်တော်အယူမရောမင်္ဂလာရရရလက်ဆောင်ဖြစ်ပါတယ်အခုတနင်္လာနေ့ဝေဖောက်သူများ တနင်္လာသားသမီးများအတွက်တလားတာယူရိုမင်္ဂလာရရလက်ဆောင်ဟောပြောပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်မှာတနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်မွေးကန်ကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့အာလူဟင်းအာလူလေးကျွန်တော်ချက်ချက်ပြောပြောကြော်ကြော်ပေါ့နော်အာလူဟင်းလေးကျွန်တော်ဖျားရှင်ပရိုမကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလားတာတွင်မှာပဲတနင်္လာနေ့မွေးဖွားသူတွေဟာဒီဇွန်လတလားတာတွင်မှာပဲကျွန်တော်အလုပ်ကိစ္စတွေကျွန်တော်အောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကိုယ့်ရဲ့ဖျားခန်းတို့အာကိုယ့်ရဲ့အလုပ်ခန်းတို့ ကိုယ့်ရဲ့ဖះခန်းတို့ကိုယ့်ရဲ့အိမ်ခန်းတို့အဲ့လိုမျိုးကျွန်တော်ဧကန်းနေဖះခန်းအိမ်ခန်းအလုပ်ခန်းတွေကိုကျွန်တော်တို့တန်ရှင်းလုပ်ပြီးအဲကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ်လည်းတကူတန်ရှင်းအောင်လုပ်ပြီးတော့ကျွန်တော်ဖះရှိခိုးမယ်ဖះခန်းနေအိမ်ခန်းနေတန်ရှင်းလုပ်ပြီးကျွန်တော်တို့ဆူတောင်းမြေတာပို့လိုက်မယ်ဆိုရင်ဒီတလားတာတွင်မှာတနင်္လာနေ့ငွေပေါ်သူတွေဟာအလုပ်ကိစ္စတွေကျွန်တော်အောင်မြင်အဆင်ပြေပြီးမြောက်သွားမယ်တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်မှာပဲကျွန်တော်ဇွန်လတလားတာတွင်မှာပဲတနင်္လာနေ့ငွေပေါ်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းတွေဆိုရင်ဘာလို့ရလဲဆိုတော့တာကူအဲ့တော့တာကူကျွန်တော်ဈေးထဲမှာဝယ်ဝယ်ဝယ်ကိုပေါက်ကူပဲကြိုကြို တာဟုကိုအညာပဝဉ္ဉာကလေးတွေကိုအလုပဝဉ္ဉာနာကလေးတွေကိုကျွန်တော်ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာဒီဇွန်လတလတာအတွင်းမှာတနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်ကျန်းမာရေးကောင်းမွန်သွားမယ်တလတာဖြစ်ပါတယ် ဲ့တော့ဒီတလတာတွင်းမှာပဲတနင်္လာနေ့မွေးဖွားသူတွေဟာဒီဇွန်လတလတာတွင်းမှာပဲအခြေအိမ်အောင်ရေးကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းလဲဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အဝါရောင်နှင်းစီပန်းတပွင့်ကိုမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးကျွန်တော်ဆူတောင်းလိုက်မယ်ဆိုရင်အခြေအိမ်အောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်းမှာတနင်္လာနေ့မွေးဖွားသူတွေဟာအခြေအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ် အဲ့တော့ဒီတလန္တာတွင်းရဲ့တလင်းလာနဲ့မွေးဖွားသူတွေအနေနဲ့ဒီဇွန်လတလန္တာတွင်းရဲ့ကံကောင်းစေတဲ့အဆောင်ပါဘာလဲဆိုတော့ကျွန်တော်ဓမီလေးဓမီအသေးလေးတလက်ဓမီလေးအသေးလေးတစ်ခုကိုပဲကျွန်တော်တို့ဆောင်းနှားခြင်းအပြင်ဒီတလန္တာတွင်းမှာကိုယ်တကံကောင်းစေတဲ့အဆောင်ဖြစ်တဲ့ကံထောက်ပံ့ရစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်။အူအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တလန္တာယူရိုမင်္ဂလာဇွန်လတလန္တာအတွက်ယူရိုမင်္ဂလာရတဲ့အလက်ဆောင်ဟောပြောပေးတော်မှာဖြစ်ပါတယ်။အဲ့တော့ဒီတလန္တာတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်ငွေကံကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ ကျွန်တော်တို့အကြော်နဲ့လက်ဖေးရည်နဲ့အဲ့တော့အကြော်ပနကုဖြစ်ဖြစ်အဲ့တော့လက်ဖေးရည်လေးတစ်ခွက်နဲ့အကြော်နဲ့ကျွန်တော်ဖျားရှင်ကိုရောင်မြကြီးကိုလေးလေးနဲ့နဲ့ကတ်လို့ပြီးဆူတောင်းလိုက်ပါအဲ့တော့အဲ့ဆူတောင်းနေလေကျွန်တော်ငွေကြီးနဲ့ပတ်သက်တာတွေဆူတောင်းအောင်မှဖြစ်ပါတယ်အဲ့တော့အကြော်နဲ့လက်ဖေးရည်နဲ့ဖျားရှင်ကိုရောင်မြကြီးကိုကတ်လို့ပြီးငွေကြီးကိစ္စတွေပေးရရှင်နဲ့ပေးနိုင်ဖို့ရရရှင်နဲ့ရဖို့ငွေကန်ကောင်းဖို့ငွေကြီးလက်ရှင်ဖို့ဒီတလားတာတွင်ငွေကြီးတွေကျွန်တော်ငွေကြီးနဲ့ပတ်သက်တာစိတ်ချမ်းသာရဖို့ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလားတာတွင်မှာအင်္ဂါနဲ့ဝေဖောက်သူတွေဟာ ျွန်တော်အလုပ်ကိစ္စတွေအဆင်မပြေလို့ပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေအောင်မြင်ချင်လို့ပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့ကျွန်တော်စနေတော့မှကိုကတော့အင်္ဂါသားပဲဒါပေမဲ့ကျွန်တော်စနေတော့မှသွားယူရတယ်ဘာလို့ရလဲဆိုတော့ကျွန်တော်ဒီဖြူဆက်နှက်လက်အဲ့တော့ကျွန်တော်တို့ဟိုစနေတော့မှာတီးလူဆက်နဲ့လူပြီးတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့အလုပ်ကိစ္စတွေအလုပ်လျှောက်ထားတာရဖို့ပဲဖြစ်ဖြစ်ကျွန်တော်အလုပ်နဲ့ပတ်သက်တာအရှင်ပြေဖို့ပဲဖြစ်ဖြစ်လုပ်ငန်းတိုးချက်နေတာပဲဖြစ်ဖြစ်အလုပ်ကိစ္စတွေအောင်မြင်နေတယ်ဆိုရင်ဒီစွန်လတလတာအတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေဟာတီးလူဆက်နဲ့လက်ကျွန်တော်တို့စနေတော့မှာ လက်ဆော်ပြားကြီးကိုရမကြီးကိုလေးလေးနက်နက်ကတ်လုပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလနာအတွင်းမှာအင်္ဂါနဲ့ငွေပွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းနေတယ်ဆိုရင်တော့ဘာလို့ရလဲဆိုတော့ချက်တုံနေနော်အဲ့တော့ချက်တုံနေကျွန်တော်ဘယ်နဲ့ဆယ်လားပဲဖြစ်ဖြစ်ကျွန်တော်ဘယ်နဲ့ပိတ်တာပဲဖြစ်ဖြစ်ကိုနိုင်တဲ့ချက်တုံနေတွေကိုကျွန်တော်တီလာရှင်ကြောင်းဒါမှမဟုတ်လူလာခန်းတဲ့တီလာရှင်တွေကိုလေးလေးနက်နက်ကတ်လုပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာအတွင်းမှာလည်းကိုယ့်အတွက်ကျမ်းမာရေးတိတိတတ်တာလေးကျွန်တော်ကောင်းမွန်သွားမယ်တလတာဖြစ်ပါတယ် အဲ့တော့ဒီတလနာအတွင်းမှာအင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်အင်ဂျင်ရဲ့ခြေရင်းကိစ္စတွေအဆင်မပြေလို့ပဲဖြစ်ဖြစ်ကျွန်တော်ညှိမြာနှိုက်မြာလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့အင်ဂျင်ရဲ့ကိစ္စတွေကျွန်တော်တခုတည်းကျွန်တော်အဆင်မပြေတော့ပဲဖြစ်ဖြစ်အဲ့တော့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဘာလို့ရလဲဆိုတော့တဘူးတဘူးအဲ့တော့တဘူးလေးတဘူးပေါ့နော်အဲ့တော့တဘူးတဘူးမှာကျွန်တော်ဒီတဘူးလေးတဘူးမှာကိုချစ်တူဆိုကိုချစ်တူရဲ့နာမည်ကိုရေးမယ် ကိုအိမ်တော်ပဲဆိုရင်ကိုအိမ်တော်ပဲကနာမည်ကိုရေးပြီးတော့အဲ့တော့မြေတားဖို့ကျွန်တော်တို့ဆူတောင်းမယ်ဆိုရင်ဒီတလားတာတွေမှာကျွန်တော်အခြေအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားကျွန်တော်တို့အောင်မြင်အစီအပြေသွားမယ်တလားတာဖြစ်ပါတယ်အဲ့တော့ဒီတလားတာတွင်အင်္ဂါနေ့ဝေဖွားသူတွေအနေနဲ့ကန်ကောင်းစီတဲ့အဆောင်ပါတယ်ဆိုတော့ကိုကိုးဝယ်တဲ့ဖုန်းကြီးပဲဖြစ်ဖြစ်အဲကိုချီညိုတဲ့ဖုန်းကြီးရဲ့ဖုန်းဖုန်းတော်ကြီးပုံတပုံပုံကျွန်တော်ဖုန်းတော်ကြီးတစ်ပါးပါးကျွန်တော်ဓာတ်ပုံတပုံဆောင်းနှားခြင်းအပြင်ဒီတလားတာတွင်မှာကိုအတွက်ကန်ထောက်ပံ့ဖြစ်စေတဲ့တလားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်ဗုဒ္ဓဘုရားသမီးများဗုဒ္ဓဘုရားနဲ့မွေးဖွားသူများ ဗုဒ္ဓဘုရားတမီးများအတွက်ဇွန်လတလတာအတွက်တလတာယူတော်မင်္ဂလာရက်တွေကလက်ဆောင်ဟောပြောပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတလတာတွင်မှာဗုဒ္ဓဘုရားငွေဖားသူတွေဟာကျွန်တော်တို့ငွေကန်ကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ထညက်ထညက်ပေါ့နော်ကျွန်တော်ဖြူဖြူမဲမဲကျွန်တော်ထညက်ဖြစ်ဖို့ပဲလိုတယ်။ထညက်ကိုကျွန်တော်တို့ဆုံးငတ်ကြွားတဲ့ဘုံယုံလောင်းလို့ပြီးဆူတောင်းနိုင်မယ်ဆိုရင်ဒီတလတာတွင်မှာဗုဒ္ဓဘုရားငွေဖားသူတွေဟာငွေကြီးနဲ့ပတ်သက်လို့ကျွန်တော်တို့အဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်။အဲ့တော့ဒီတလတာတွင်မှာပဲ ဇွန်လတလတာအတွင်းမှာပဲပေါ်တူဂီနဲ့မွေးဖွားသူတွေကအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်နေတယ်ဆိုရင်မလုပ်ရလဲဆိုတော့ကျွန်တော်နိုးစီဘူးတပူနိုးစီဘူးကျွန်တော်ဟိုဝယ်လဲဝယ်ပေါ့နော်နိုးစီဘူးလေးတပူပေါ်မှာကျွန်တော်ရှောက်တီးတစ်လုံးတင်မယ်အဲ့ဒါကိုကျွန်တော်ဖျားရှင်ကိုရိုမြကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးအလုပ်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာဗိုလ်တပုနဲ့မွေးဖွားသူတွေကဒီစွန်လတလတာအတွင်းမှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့အဆင်ပြေအောင်မြင်သွားမယ်တလတာဖြစ်ပါလိမ့်မယ်အဲ့တော့ဒီတလတာအတွင်းမှာဗိုလ်တပုနဲ့မွေးဖွားသူတွေကကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ဘေးဝင်လေး တော့ဘဲဥလေးကိုနိုင်လေးတစ်ချမ်းပဲဖြစ်ဖြစ်တစ်စိတ်ပဲဖြစ်ဖြစ်တစ်လုံးပဲဖြစ်ဖြစ်နှလုံးပဲဖြစ်ဖြစ်ဆယ်လုံးပဲဖြစ်ဖြစ်အဲ့တော့ဘဲဥလေးကိုကျွန်တော်တို့ဟိုဟင်းလေးချမ်းပဲဘဲဥချင်းလေးပဲဖြစ်ဖြစ်ပေါ့နော်ကြော်ပဲကြော်ကြော်အဲ့တော့ဘဲဥဝင်းလေးကိုကျွန်တော်တို့ဆွမ်းနှမ်းကြောတဲ့ဘုံကြီးဒါမှမဟုတ်ဘုံကြီးကြောင့်ကျွန်တော်တို့ဘဲဥဝင်းသွားပြူခြင်းအပြင်ဒီတလတာအတွင်းမှာကျွန်တော်ကျမ်းမာကြီးကောင်းမွန်သွားမယ်တလတာဖြစ်မယ်အဲ့တော့အဲ့ဒါလေးလှူခဲ့ဆိုရင်ကျွန်တော်တို့ဆူတောင်းမှုတော့လိုတယ်ကျွန်တော်ဘာသာမှာတော့ကျွန်တော်သူတော်ကျူတော်ရတယ်ဒါတော့ကျွန်တော်ကတ်လူတဲ့အခါမှာကျွန်တော်တို့ဆူတောင်းမယ်ဆိုရင်ဒီတလတာတွင်မှာဘော်တူးနေမွေးပွားသူတွေအနေနဲ့ကျမ်းမာကြီးကောင်းမွန်သွားမယ်တလတာဖြစ်ပါတယ် အဲ့တော့ဒီတလားတာတွင်မှာပဲဒီဇွန်လတလားတာတွင်မှာပဲဗိုလ်တပ်နဲ့ဝေဖွားသူတွေဟာအချင်းကျွန်တော်အိမ်တော်ကြီးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တရရရဆယ်ညွန့်တရညွန့်လေးပဲဖြစ်ဖြစ်ပေါ့နော်တရခိုင်လေးပဲဖြစ်ဖြစ်အဲ့တော့တရညွန့်လေးကျွန်တော်ဆယ်ညွန့်ပေါ့နော်ဆယ်ဟိုဆယ်ကက်ပဲဖြစ်ဖြစ်အဲ့ဒါလေးကိုကျွန်တော်တို့ပြောရဆိုတော့ဖျားရှင်ကိုလိုမျိုးကြီးကိုကျွန်တော်တို့သွားလှူမယ် အဲ့တော့ကိုယ့်ရဲ့အိမ်တော်ဘက်ကကျွန်တော်တနင်္ဂနွေနေ့ဆိုကျွန်တော်တနင်္ဂနွေနေ့ထောင်မှာတော့လုမယ်ကို့ရည်စားတနင်္လာနာဆိုတနင်္လာရဲ့ထောင်မှာကျွန်တော်တို့ဂျိုရန်ဖရားမှာကျွန်တော်တရရွယ်လေးဆယ်ရွက်ကိုဖျားရှင်ကိုလိုမြတ်ကြီးကိုလေးလေးနက်နက်ကတ်လုပြီးဆူတောင်းလိုက်မယ်ဆိုရင်ဘုတို့ခုနဲ့မွေးဖွားသူတွေနေဒီတလနာတွင်မှာကျွန်တော်ကျမ်းမာရေးကဒီတလနာတွင်မှာကျွန်တော်အခြေအိမ်တော်ရဲ့ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်မယ်ကျွန်တော်အောင်မြင်ပျော်ရွှင်သွားမယ်တလတာဖြစ်သွားပါမယ်ခင်ဗျာအဲ့တော့ဒီတလနာတွင်မှာပဲဘုတို့ခုနဲ့မွေးဖွားသူတွေနေကန်ကောင်းစေတဲ့အဆောင်ဘာလဲဆိုတော့ကျွန်တော်တရသား တဲ့သားလေးကျွန်တော်တို့ဟိုလက်လေးတစ်ဆင့်လောက်ပဲဖြစ်ဖြစ်တဲ့သားပုံလေးကိုကျွန်တော်တို့တဲ့သားကိုကျွန်တော်တို့တန်လေးရဲ့ပုံလေးကျွန်တော်တန်လေးရဲ့ပုံလေးကျွန်တော်တို့ဟိုလှုပ်ပြီးတော့ကျွန်တော်တို့ထုတ်ပြီးတော့ဟိုဆောင်းလာခြင်းအပြင်ဒီတလတာအတွင်းမှာဗိုလ်ကူးနေမွေးဖွားသူတွေအနေနဲ့ဒီဇွန်လတလတာအတွင်းမှာကန်ကောင်းစေတဲ့အဆောင်ဖြစ်ပါတယ်အတော်အဆောင်လေးကိုကိုရေးချောင်းရှိတဲ့အခါကိုလုသွားတဲ့အခါကိုစီးပွားလုပ်တဲ့အခါကိုအန်ဒီရရှိတဲ့အခါသွားတဲ့နေရာတွေကိုကျွန်တော်တို့ဆောင်းဝါးခြင်းအပြင်ကံထောက်ပံ့ကိုရစေမယ်ကံကောင်းစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ အခုဇွန်လတလတာအတွက်ဂျာရာပီနေမွေးဖွားသူများဂျာရာပီသားသမီးများအတွက်ဒီဇွန်လတလတာအတွက်အယူတော်မင်္ဂလာရေတရာလက်ဆောင်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလန်တာအတွင်းမှာတော့ကျွန်တော်တို့ဂျာလာပြင်းနေမွေးဖွားသူတွေဟာကျွန်တော်ငွေကန်ကောင်းခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ဈေးသီးအဲ့တော့ကျွန်တော်တို့ဈေးသီးကျွန်တော်မှဲ့မဲ့စိမ့်စိမ့်ကြီးကြီးတေးတေးပေါ့နော်ကျွန်တော်ဈေးသီးကိုကျွန်တော်ဘယ်နှလုံးမဖြစ်ဖြစ်အိမ်မှာပဲဖျားရှင်ကိုလိုမြတ်ကြီးကိုကျွေပံများတဲ့ဟိုဈေးသီးတွေထည့်ပြီးဖျားရှင်ကိုလိုမြတ်ကြီးကိုလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ အဲ့တော့ဒီတစ်လတာအတွင်းမှာပဲကြာတာပြင်းနေမွေးဖောက်သူတွေဟာကျွန်တော်တို့အလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်ခြင်းတွေအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းတွေဆိုရင်တော့ကျွန်တော်ဘာလို့ရလဲဆိုတော့ကျွန်တော်နဂယုံဖျားမှာနဂယုံကျွန်တော်နဂါလို့ရှိရဖျားပေါ့နော်နဂယုံဖျားပေါ့အဲ့တော့ဖျားထဲမှာကျွန်တော်တို့နဂါခွေထားတယ်အဲ့ထဲမှာကျွန်တော်ဖျားအစီတွေရှိတယ်ပေါ့နော်နဂယုံဖျားလို့ခေါ်တယ်အဲ့တော့နဂယုံဖျားကိုနဂယုံဖျားမှာကျွန်တော်တို့ဘာတောင်းလို့ရလဲဆိုတော့အဲကို့ဒီအေကြာတာပြေးသားမီးများဒီဇွန်လတလတာမှာအလုပ်ကိစ္စအောင်မြင်ခြင်းတွေဆိုရင်အဲ့တော့ ကယ်ဘုရားမှာဘာတော်လူရလဲဆိုတော့ကျွန်တော်တို့ထញ្ញက်ခဲကိုခဲကျွန်တော်ထញ្ញက်ခဲတူလူလေးတွေကိုခဲကိုစက်ကူခရော်လေးပုံစံလေးလုပ်မယ်လုပ်ပြီးတော့ထញ្ញက်ခဲကိုခဲထည့်မယ်အဲ့တော့ခုနကပြောတယ်ကျွန်တော်ငကယ်ုံဘုရားမှာကျွန်တော်အဲ့ထញ្ញက်ခဲကိုခဲကိုခရော်နဲ့ထည့်တာလဲထញ្ញက်ခဲကိုခဲကိုဘုရားရှင်ကိုလိုမြတ်ကြီးငကယ်ုံဘုရားရှင်ကိုလိုမြတ်ကြီးမှာငကယ်ုံဘုရားမှာကျွန်တော်တို့သွားပြီးရှူတန်းနေရပြင်ဒီတလတာတွင်မှာအလုပ်ကိစ္စတွေကျွန်တော်တို့အောင်မြင်အစီအပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်မှာပဲကျွန်တော်ဒီဂျာတာဘေးဂျာတာဘေးတာလမီများအတွက်ဒီဇွန်လတလတာတွင်မှာပဲစက်မကြီးကောင်းနေတယ်ဆိုရင် ဘာလို့ရလဲဆိုတော့ဖုံးကြီးကိုကျွန်တော်တို့အာလူးအာလူးငင်းလေးကျွန်တော်တို့ချက်ချက်ကြောကြောပြုတ်ပြုတ်ဘယ်နဲ့တော့ပြေပြေဘယ်နဲ့ချိတ်ပြေပြေဘယ်နဲ့ချက်ပြေပြေအာလူးငင်းကိုကျွန်တော်တို့အာချက်ပြီးတော့ဖုံးကြီးကိုဆုံးရကြောတဲ့ဖုံးကြီးလောင်းလူတာပဲဖြစ်ဖြစ်ဖုံးကြီးအောင်သွားလူတာပဲဖြစ်ဖြစ်ကျွန်တော်တို့လုပ်ပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ဂျာရိုတင်းနဲ့ဝေဖော်သူတွေအနေနဲ့ဒီဇွန်လတလတာအတွင်းမှာကျွန်တော်ကျမ်းမာကြီးကောင်းဝင်သွားမယ်ကျမ်းမာကြီးကျွန်တော်တို့အဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလနာတွင်မှာဂျာရာပြင်းနေမွေးဖွားသူတွေဟာအခြေအိမ်တော်ရဲ့ကိစ္စတွေဆင်ပြေနေတဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ငကြီးပဲဖြစ်ဖြစ်ငကူပဲဖြစ်ဖြစ်ခဏမ်းမဲ့ဖြစ်ဖြစ်အဲ့ဒါနှစ်ကောင်ပေါ့ ငကြီးနှကောင်ပဲဖြစ်ဖြစ်ငခုနှကောင်ပဲဖြစ်ဖြစ်ကျွန်တော်ကဏ္ဍနှကောင်ပဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်ဘာလို့လဲစီးနေတဲ့ကိုပောင်ခြင်းမှာရှိတဲ့ကိုလုံပောင်ခြင်းမှာပဲဖြစ်ဖြစ်ကိုအိမ်ပောင်ခြင်းမှာပဲဖြစ်ဖြစ်ကျွန်တော်မြစ်တွေချောင်းနေစီးနေတဲ့မြစ်ချောင်းတွေကိုတွားမြှောက်ပြီးတော့တွားလှုပ်ပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့အခြေအနေအိမ်တော်ကြီးအတွက်ကိုကျွန်တော်လေးလေးနက်နက်ဆူတောင်းလိုက်မယ်ဆိုရင်ဒီဒီစုံလားတလားတာတွေမှာကြာလပြင်းနေမွေးဖောက်သူတွေအနေနဲ့ကျွန်တော်အခြေအနေအိမ်တော်ကြီးကိစ္စတွေအဆင်ပြေသွားမယ်တလားတာဖြစ်ပါတယ် အဲ့တော့ဒီတလနာတွင်ကြာလောင်တင်းနေမွေးဖွားသူတွေနဲ့ဒီတလနာတွင်ကံကောင်းစေတဲ့အဆောင်ပါလဲဆိုတော့ကျွန်တော်တခဲလေးတစ်လုံးဆောင်ထားပါမယ်။ကျွန်တော်ကမနာရီမှာထဲတဲ့တခဲပဲဖြစ်ဖြစ်ကျွန်တော်ဒီ remove တခဲလေးတွေမှာထဲတဲ့တခဲပဲဖြစ်ဖြစ်ပေါ့နော်။အဲ့တော့တခဲလေးတစ်လုံးကိုဆောင်ထားရုံပဲ။အဲ့တော့အလုံသွားလျှောက်တဲ့အခါဖြစ်ဖြစ်၊လုပ်ငန်းရှိမှလုပ်တဲ့အခါပဲဖြစ်ဖြစ်၊ကိုရေးကြည့်တဲ့ကိစ္စရှိလို့အခါပဲဖြစ်ဖြစ်၊အနေရှိတဲ့နေရာကိုသွားဖို့ပဲဖြစ်ဖြစ်ဒီတခဲတစ်လုံးကိုဆောင်ထားခြင်းအပြင်ဒီဂျွန်လာတလနာတွင်မှာကြာလောင်တင်းနေမွေးဖွားသူတွေအနေနဲ့ကျွန်တော်ကံကောင်းစေတဲ့အဆောင်တစ်ခုဖြစ်တဲ့ကိုတကံထောက်ပံ့ရစေတဲ့အဆောင်တစ်ခုဖြစ်ပါရယ်ခင်ဗျာ။ ခုတောက်ကြနေမှုဟောသူများတောက်ကြတာနေမှုများအတွက်ဇွန်လတလတာအယူတော်မင်္ဂလာရေတရာလက်ဆောင်ကိုဟောပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့တောက်ကြနေမှုဟောသူတွေအနေနဲ့ဒီဇွန်လတလတာအတွင်းမှာကျွန်တော်ငွေကန်ကောင်းနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့နှင်းစီပဲ၁၀ဝင်းကိုယ်အိမ်ဖျားမှာပဲနှင်းစီပဲ၁၀ဝင်းကျွန်တော်ဘာရောင်ဖြစ်ဖြစ်နှင်းစီပဲ၁၀ဝင်းကိုအိမ်ဖျားမှာမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလတာအတွင်းမှာပဲတောက်ကြနေမှုဟောသူတွေဟာ အလုပ်ပိတ်ရှာနေကျွန်တော်တို့အောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တောက်ချာတော့မှာကျွန်တော်သွားရတယ်ဘောလို့တောက်ချာတော့နေပြီပဲဒါမှမဟုတ်တောက်ချာတော့မှာသွားပြီးရွနာလေးညော့ကိုလိုကေးရှာနေပတ်သက်ပြီးကျွန်တော်ရွနာလေးညော့တောက်ချာတော့မှာဖျားရှိကိုရောပြချင်းကိုလေးလေးနက်နက်ကတ်လို့ပြီးရွနာလေးညော့လေးလေးနက်နက်ကတ်လို့ပြီးကိုလိုကေးရှာနေပတ်သက်ပြီးကျွန်တော်တို့ဆွတောင်းလာခြင်းအပြင်ဒီတလနာအတွင်းမှာအလုပ်ပိတ်ရှာနေကျွန်တော်တို့အောင်မြင်ပြီးမြောက်သွားမယ်တလနာဖြစ်ပါတယ်အဲ့တော့ဒီတလနာအတွင်းမှာပဲတောက်ကြနေမွေးဘောသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းနေတယ်ဆိုရင်ဘာလို့လဲဆိုတော့ဘုန်းကြီး ကျွန်တော်ဘုံယူကျွန်တော်ဆောင်းနှန်းကြောက်တဲ့ဘုံယူရေတံမှုကတ်လူတာပဲဖြစ်ဖြစ်ဖုံးရောက်ကျွန်တော်ရေတံမှုတွားလူတာပဲဖြစ်ဖြစ်လှုပ်ပြီးတော့ကျွန်တော်ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာတွင်မှာတောက်ကြနေမှုခေါ်သူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းမွန်သွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်မှာကျွန်တော်တောက်ကြနေမှုခေါ်သူတွေဟာအခြေအိမ်ကောင်းရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဘာလို့ရလဲဆိုတော့တံမှုတွေကလား အဲ့တော့ကိုရရတဲ့တမုတ်တွေညောင်ကျုံတမုတ်တွေပဲဖြစ်ဖြစ်ဗာတမုတ်တွေပဲဖြစ်ကျွန်တော်တမုတ်တွေခါတော့ကျွန်တော်နနက်ဆယ်ကောင်ည၁၀ကောင်ကျွန်တော်တို့ရုပ်ပြီးတော့ကိုချစ်သူကိုကျွန်တော်တို့ကိုအိမ်တော်ပဲဆိုကိုအိမ်တော်ပဲကိုချစ်သူဆိုကိုချစ်သူတမုတ်တွေခါတော့မနက်ဆယ်ကောင်ည၁၀ကောင်ရုပ်ပြီးတော့ကိုချစ်သူကိုအိမ်တော်ဘက်ကိုကျွန်တော်မြစ်တာဖို့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာကျွန်တော်အချစ်ရင်တော်ရင်းနဲ့ပတ်သက်ပြီးအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့တောက်တာနေဝေဖန်သူတွေနေနဲ့ တောက်ကြတာမိနစ်အနေနဲ့ဒီတက်လာတာတွင်ကျွန်တော်ကန်ကောင်းနေတဲ့အဆောင်အားပါလဲဆိုတော့ကျွန်တော်တန်လိုက်တုံးလေးတစ်လုံးပဲကြည်ကြည်သေးသေးတန်လိုက်တုံးလေးတစ်လုံးကိုဆောင်းထားခြင်းအပြင်ဒီတက်လာတာတွင်မှာကျွန်တော်ကန်ထောက်ပံ့ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်တဲ့ကန်ထောက်ပံ့ရစေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီစနေနေ့မွေးဖွားသူများစနေသားလမီးများအတွက်အဲတက်လာတာဒီဆောင်းလာတက်လာတာအတွက်အယူတော်မင်္ဂလာရတဲ့လက်ဆောင်ကိုဟောပြောပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီဇွန်လတလတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာငွေကန်ကောင်းခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ကျွေပန်းဦးလေးတဝူတော့ရှာရတယ်ကျွေပန်းဦးထဲမှာကျွန်တော်ခန်းကောင်နှညွန့်ရဲ့မင်းမျိုးတပွင့်ရဲ့ကျွန်တော်ဆိုက်ပြီးတော့ထူပြီးတော့ဖျားရှိကိုရောမြကြီးကိုလေးလေးနက်နက်ကတ်လုပ်ပြီးငွေကြေးကိစ္စနဲ့ပတ်သက်တာတွေဆူတောင်းလိုက်မယ်ဆိုရင်ဒီတလတာအတွင်းမှာဒီဇွန်လတလတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာငွေကန်ကောင်းမယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီတလနာတွင်မှာကျွန်တော်စနေနေ့မွေးဖွားသူတွေဟာအလုပ်ကိစ္စအောင်မြင်နေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တိမ်ဝင်တဲ့လမ်း ကျွန်တော်ဘုန်းကြီးတွေကျွန်တော်တင်တင်ကြောင်းနေတင်ရှိတယ်တင်ဝင်တင်သွားတဲ့လမ်းတင်ဝင်တဲ့လမ်းမှာကျွန်တော်တို့တဲခင်းပြီးတော့ဘဏ္ဍဘုံပဲဖြစ်ဖြစ်တဲလေးကျွန်တော်ထုတ်သွားပြီးတဲခင်းပြီးတော့အာကျွန်တော်ဆူတောင်းလိုက်မှဆိုရင်ဒီတလတာတွင်မှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးစနေနေ့မွေးဖွားသူတွေဟာအဆင်ပြေသွားမှတလတာဖြစ်ပါတယ်အဲ့တော့ဒီတလတာတွင်မှာပဲစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဒီဇွန်လတလတာတွင်မှာပဲကျမ်းမာရေးကောင်းမှုဆိုရင်ကျွန်တော်ဘာတွေလုပ်ရလဲဆိုတော့ဈေးတညက်အဲ့တော့ဈေးနဲ့ပတ်သက်တာပေါ့နော်ဈေးတညက်ပဲဖြစ်ဖြစ်0ပြည်ပဲဖြစ်ဖြစ်ကျွန်တော်ဈေးတိနဲ့လုပ်ထားတဲ့မိုးတမျိုးမျိုးပဲဖြစ်ဖြစ် ကိုမိဘကိုပအောင်ဝင်ကျင်ရသူတွေကိုမိတ်ဆွေတွေကိုမိဘပဲဖြစ်ဖြစ်ကိုမိတ်ဆွေပဲဖြစ်ဖြစ်ကိုပအောင်ဝင်ကျင်ရမိတ်ဆွေတွေပဲဖြစ်ဖြစ်ကျွန်တော်ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီတလနာတွင်းမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ကောင်းမွန်သွားမယ်တလနာဖြစ်ပါတယ်အဲ့တော့ဒီတလနာတွင်းမှာပဲစနေနေ့မွေးဖွားသူတွေဟာဒီဇွန်လတလနာတွင်းမှာပဲအခြေအိမ်အောင်ကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တတိယချောင်းမျိုးဘာတတိပဲဖြစ်ဖြစ်တတိပဲဖြစ်ဖြစ်တင်မိုလီပဲဖြစ်ဖြစ်ဘာတတိပဲဖြစ်ဖြစ်ကျွန်တော်တို့တတိ6လုံးပေါ့နော်6မျိုးမဟုတ်ဘူးတတိ6လုံးအမှတတိဆိုတဲ့6လုံးပေါ့ ဟိုဩဇာတိဆိုလည်း6လုံးပေါ့အဲကျွန်တော်တို့တတိ6လုံးပေါ့နော်မာတတိပဲဖြစ်ဖြစ်ကျွန်တော်တို့တတိ6လုံးဘုရားရှင်ဘုရမကြီးကိုလေးလေးနက်နက်ကန့်လို့ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီဇွန်လတလတာအတွင်းမှာစနေနေ့မြို့ဖသူတွေကကျွန်တော်အခြေအနေအောင်ကိစ္စတွေအဆင်ပြေသွားမယ်တလတာဖြစ်ပါတယ်အဲ့တော့ဒီဇွန်လတလတာအတွင်းမှာကျွန်တော်စနေနေ့မြို့ဖသူတွေအနေနဲ့ကန့်ကောင်းစေတဲ့အဆောင်အပါလေးဆိုတော့ကျွန်တော်အနည်းရောအိတ်လေး နော်အနီယောင်အေကလစ်တလေးပေါ့နော်အဲ့တော့အနီယောင်အေကလစ်တကိုကျွန်တော်တို့ဆောင်းထားခြင်းအပြင်ကိုရေးချောင်းရှိတဲ့ကိစ္စမှာရေးချောင်းကိစ္စရှိတဲ့အခါမှာကျွန်တော်ယူသွားမယ်အနေရှိတဲ့သွားတဲ့နေရာမျိုးအနေရှိတဲ့နေရာမျိုးသွားတဲ့အခါမှာကျွန်တော်ယူသွားမယ်အလုပ်စီးပွားသွားတဲ့အခါမျိုးတွေကျကျွန်တော်ယူဆောင်သွားမယ်အဲ့တော့အနီယောင်အေကလစ်တပဲနော်ဘလူလေးပဲဖြစ်ဖြစ်ကျွန်တော်စာရေးအနီယောင်လေးပဲဖြစ်ဖြစ်အနီယောင်အေကလစ်တကိုကျွန်တော်တို့ယူဆောင်သွားခြင်းကျွန်တော်တို့ဆောင်းထားခြင်းအပြင်ဒီတလားတာအတွင်းမှာစနေနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ကံထောက်ပံ့ဖြစ်စေတဲ့အဆောင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ အဲ့တော့အခုကျွန်တော်ခဏရသားသမီးအတွက်ကျွန်တော်မိတ်ဆွေအားလုံးအတွက်ဒီစုံလာတလာတာအတွက်အယူရောမင်္ဂလာရေရာလက်ဆောင်ကိုကျွန်တော်ခေါ်ပြောပေးခဲ့တာဖြစ်ပါတယ်နောက်လာဒီမှာလည်းကျွန်တော်ယူရောမင်္ဂလာရေရာလက်ဆောင်ကိုခေါ်ပြောပေးသွားမှာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီအခု page အသစ်လေးကိုကျွန်တော်တိုက်ရင် follow လေးတော့လုပ်ထားပေးပါကျွန်တော်ပုံစံပေးကကျွန်တော်တို့ policy ကြီးတဲ့အတွက်ကျွန်တော်တုံးမရတဲ့အတွက်ဒီ page အသစ်လေးကိုကျွန်တော်တုံးနေတယ်ပေါ့နော်အဲ့တော့ဒီ page လေးကို like and follow လုပ်ပေးထားပေးပါကျွန်တော်အပတ်အစနေ့လာစဉ်နေကျွန်တော် တနေ့တာယူတော်မင်္ဂလာဟောဆန်းဒီဒီပိတ်ကနေပြီးတော့ကျွန်တော်တင်ပေးတဲ့ရှိပါတယ်ကျိုးသားပြီးကျွန်တော်တင်ပေးလည်းရှိပါတယ်အခုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ခုနှစ်သားသမီးများအားလုံးအတွက်ဇွန်လတလတာအတွက်အယူတော်မင်္ဂလာရေတရာလက်ဆောင်ကိုဟောပြောပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးအနေနဲ့ကင်းပေးရှင်ပြီးကျမ်းမှာချမ်းသာပျော်ရှင်ကြပါစေခင်ဗျာကဲနောက်လာဒီမှာကျန်ဆောင်ကြပါစို့